အလုံးမေးတော့ပါကျွန်တော်ဒါမျက်ကိုဖြစ်ပါတယ်အဲ့ဒါဆိုတော့အာဒီဗီဒီယိုလေးမှာကျွန်တော်ကဒီအန်အန်ဂျေတဲ့အကြောင်းပြောပြမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့အမ်ကျွန်တော်တို့တော်တော်များများပေါ့နော်ဒီ YouTube channel မှာအဓိကပေါ့နော်ဒီအန်ဂျေတဲ့ကိစ္စကိုတော်တော်များများမိကြရပေါ့နော်အန်ဂျေတာဘာကြောင့်အန်ဂျေလဲဒီအန်ဂျေတာဘယ်လိုမျိုးကာကွယ်လို့ရလဲဆိုတဲ့ဟာကို ကျွန်တော်ကပြပြမှာဖြစ်ပါတယ်အဲ့လိုဆိုတော့အဓိကအပြင် NJ ကဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အချက်ကပထမတစ်ချက်ကကျွန်တော်တို့ချို့သွားရီဟိုသွားအဆုတ်တရားတအားမြင့်နေရဆိုရင်လည်းအိတ်သွားအဲ့လိုမြင့်နေ premature contact လို့ခေါ်တဲ့အရန်မြင့်နေတဲ့အစိပ်ပိုင်းတွေသွားတယ်မှာဒီပါဇက်ထဲမှာရှိနေရဆိုရင်အဲ့နေရာကိုပဲဒီ ကျွန်တော်တို့အဲ့မြင်နေတဲ့အပိုင်းကိုပဲဒီသူနဲ့မျက်နှာချင်းဆိုင်သွားကချိတ်ချီနေတဲ့အတွက်ကြောင့်ညာဘက်တွေဆို NG တာမျိုးဖြစ်တတ်ပါတယ်ဒါကတော့ premature contact ကြောင့်မျိုးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့စိတ်လှုပ်ရှားတာတော့ stress to anxiety လို့ရှိရဲဆိုရင်လည်း NG တက် NG တက်ကြပါတယ်အဓိကအားဖြင့်တော့အဲ့နှစ်ချက်ကြောင့်မလို့ NG တာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ ီလိုမျိုး anxiety ကိုပေါ့နော်ကာကွယ်လို့ရတဲ့နည်းစနစ်ကဘာလို့လဲဆိုတော့ stress ကြောင့်ဖြစ်တဲ့ anxiety ကြောင့်ဖြစ်တဲ့ဆိုရင်ဒီလိုမျိုး stress ရောအောင်တရားထိုင်တာအရ relax လုပ်တာတို့ကိုနည်းနည်းစိတ်အပန်းဖြေတာမျိုးတို့ကိုခရီးလေးပါလေးသွားပြီးတော့ relax လုပ်တာမျိုးအဲ့လိုမျိုးဆိုရင်လည်းကော anxiety ကအထိုက်လျောက်ပျော်သွားတာကို research မှာတွေ့ရတယ်။ပြီးတော့ကိုကဒီစိတ်ကျန်းမာရေးဝေဒနာခံစားနေရတယ်ဆိုရင်စိတ်ကျန်းမာရေးဆရာမ psychiatrist နဲ့တရားတိုင်ပင်ပြီးတော့စေးတောက်ဖို့လိုရဲဆိုတောက်ပြီးတော့ကျွန်တော်တို့က ဒီကိုယ့်ရဲ့ stress တွေ anxiety တွေဒီလို mental disorder တွေကုဖို့လိုအပ်ပါတယ်။တကယ်လို့က premature contact ပဲဥပမာဖြင့်သွားဖထားတာတအားမြင့်နေတာတို့အဲဒီဆွတ်ထားတဲ့အဆုတ်ကတအားမြင့်နေတာတို့ဆိုရင်တော့အဲ့လိုမျိုးဖထားတဲ့ဟာကိုလျှော့တာတို့အဲပြုပြင်ပြောင်းလဲတာမျိုးတို့အဆုတ်ကိုပြုပြင်ပြောင်းလဲတာမျိုးတို့လုံးမသားလည်းမိတ်ဆွေ anxiety တတ်တာမှဖြစ်ပါတယ်။တချို့ဘလို့လူတွေမှာလည်း anxiety တတ်သေးလဲဆိုတော့ကျွန်တော်တို့အဲဒီ သွားထက်တဲ့လူပေါ့နော်အပေါ်သွားအောက်သွားကတိတ်ချာကိုက်လို့မရပဲねအဲ့လိုမျိုးအန်ချောလိုမျိုးပေါ့အပေါ်သွားအောက်သွားဟာမိုနီမဖြစ်တဲ့လူတွေမှာဆိုတဲ့အန်ဂျိတာမျိုးဖြစ်တတ်ပါတယ်အဲ့လိုဆိုတော့အန်ဂျိတဲ့လူတွေမှာနာတာရှိအန်ဂျိတဲ့လူတွေမှာဘယ်လိုမျိုးလက္ခဏာတွေတွေ့ရတယ်လဲဆိုတော့ကျွန်တော်တို့ဒီဝါးရင်းမျက်နှာပြင်နေရဟိုတုံးတုံးကြီးဖြစ်နေရခြေရတချို့ဆိုမျက်နှာပြင်ကြီးကလုံးဝပြောင်ပြင်ကျော်ကြီးလို့ဖြစ်နေတယ်အဲ့တော့အင်္ဂလိပ်လိုဆို wear corset လို့ခေါ်တယ်အဲကျွန်တော်ဘေးပုံပါလေးလဲပုံပါလေးပြပေးမယ်နော် အဲ့လိုမျိုးဟာရင်းနဲ့တွေ့ရတတ်ပါတယ်။အဲ့လိုဆိုတော့ဘလိုကောင်ဝင်လေးရလဲဆိုတော့ကျွန်တော်တို့က night gap ပေါ့နော်။ကျွန်တော်တို့ဒီအကြည့်အောင်စုတ်ကလေးတက်ပြီးတော့ညအိတ်ရမှာဖြစ်ပါတယ်။အဲ့လိုမျိုးအိတ်တာကလည်းမိတ်ဆွေက anti တဲ့ဟာမိတ်ဆွေ anti ခဲ့တဲ့ကာလအတူရှိပုံမူတည်ပြီးတော့အ ਨੇ ဆုံးကျွန်တော်တို့က3လကနေတစ်နှစ်အထိကိုဒီလိုမျိုးအ night gap လေးတက်ပြီးကိုတွေ့ရပါတယ်။ အဲ့ဒါလေးလည်းတက်ရမယ်မိတ်ဆွေကခုနမျိုးဒီ stress ဒီ anxiety တွေ mental disorder တွေရှိရဆိုရင်လည်းအဲ့ဒါတွေကို short ချမှတာလင်မိတ်ဆွေက anxiety တဲ့ဟာတက်တာလာမှာဖြစ်ပါတယ်ရေရှည်ဆိုးကျိုးအနေနဲ့ကတော့မိတ်ဆွေကဒါဟိုပြောင်းအောင်မကုဘူးဆိုရင်နောက်ပိုင်းသွားတွေတိုးသွားလိမ့်မယ်ဝါးအစားရတာနောက်ပိုင်းသွားတွေကျင်လာတာမျိုးတွေရှိမယ်သွားရဲ့ clinical crown တွေတိုးသွားလိမ့်မယ်အဲ့လိုဆိုတော့ဟိုဝါးလို့သိမကောင်းတော့ဘူးပေါ့နော်နောက်ပိုင်းကျရင်အဲ့လိုမျိုးဖြစ်လာတတ်ပါတယ်အဲ့ဒါကြောင့်မလို့ကိုကဟို ကိုတာလို့ရအောင်တော့ဟိုကြိုးပြီးတော့လှုပ်ထားရင်တော့ကိုကောင်းတာပေါ့နော်နောက်မဆိုနောက်ကြမ်းမသိရတယ်ဆိုသွားတွေလည်းပြုံးကြည့်တယ်ပြီးတော့မိဆွေရဲ့ဒီ overall health ကိုလည်းထိခိုက်တာဖြစ်တဲ့အတွက်ကြောင့် antidata ရှိရဆိုရင်ကျွန်တော်အမြန်ဆုံးကုသဖို့လိုအပ်ပါတယ်ဒီလိုမျိုး night cap တို့ဘာလို့ကအစိမ်းခံမှာလောက်ရတာလဲအဲကုတ်ကြစိတ်လည်းမမြအောင်ဟိုအပန်းလည်းမကြည့်ဘူးပေါ့နော်တို့ပုံလေးပုံလေးတော့ယူပြီးတော့တရက်နှစ်ရက်လောက်ဆိုရင်တော့ ရတယ်ပေါ့နော်အဲ့လိုမျိုးနီးအဖြစ်လဲမိတ်ဆွေ error mount ကလေးအနိုင်ကလေးတက်ထားလို့ရပါတယ်အဲ့လိုဆိုတော့ဗီဒီယိုလေးကိုအစောနေ့ကြည့်ပြရအောင်ကျေးဇူးများတင်ပါတယ်